ခုဆက်ပြီးတော့ကဘာပေါ်မှာခေစားနေတာတွေထင်ပေါ်ကြော်ကြားသူတွေနဲ့အမှုပညာရှင်တွေရဲ့သတင်းတွေဒီလိုခေရည်စည်းသတင်းတွေကို အလှည့်ပေးကြပါတယ် Pod Culture အစီအစဉ်မှာမအေးသနာကျော်ကပြောပြပေးထားပါတယ်ကိုလံဘီယာနိုင်ငံကကမ္ဘာကျော်အဆိုတော်ရှိုက်ကီရာဟာ အမျိုးသမီးတွေမငိုတော့ဘူးဆိုတော့ခေါင်းစဉ်နဲ့ကမ္ဘာလက်ဖြော်ပြပွဲခီးစဉ်ခီးတထောက်ဖြစ်တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကတော့ကိုလံဘီယာနိုင်ငံဘိုဂိုတာမြို့အယ်ကမ်ဘင်အားကစားကွင်းမှာပြည်သက်၄000လောက်နဲ့တွေ့ဆုံခဲ့တာပါ လာလိုပါဝင်းပလွေမလို့သူ့ကိုချစ်စနိုးပြည်သက်တွေကခေါ်တဲ့ရှိုက်ကီရာကအန်တိုလိုဂီယာအပါဝင်သူ့ရဲ့စပိန်ဘာသာစကားအကျော်ကြားဆုံးသချင်းတွေကိုအော်ဆိုရင်းနဲ့အကရင်းနဲ့ကပြခဲ့ပြီးတော့အယောင်သွေးစုံနဲ့အာမန်အဖြစ်ဖြော်ပြဝဲတစ်ခုနဲ့ဖြော်ပြခဲ့တာပါ ရှေကီရာကကျမကိုအမှုပညာရှင်တယောက်အနေနဲ့ရောလူတယောက်အနေနဲ့ပါကြီးပြင်းလာစီခဲ့တဲ့ဒီမျိုးမှာပြည်သက်တွေနဲ့ပြန်ဆုံမိတာအထူးကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။သူ့ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့အစိုးရကိုလံဘီယာမှာဖျော်ဖြေပွဲ၄ပွဲနဲ့ဒေါ်လာ52တန်းလောက်စီးပွားရေးအကျိုးမြတ်တွေဖြစ်ထွန်းစေခဲ့ပြီးတော့အလောက်ကိုင်းနေရာ18,500ဖန်တီးပေးနိုင်ခဲ့လို့ဆိုပါရစေ။ ဒါပေမဲ့ချီလီနိုင်ငံဆန်ဒီယေဂိုမြို့မှာတွားပြဖြောပြီးတော့ပြဿနာရှိခဲ့ပါတယ်။မလ၂ရက်နေ့နဲ့၃ရက်နေ့ပွဲတွေဖြစ်ပြီးမြို့သားအကစားကွင်းမှာဖြောပြဖို့အစီအစဉ်ထားပေမဲ့လည်းစင်တီစောက်မှုနည်းပညာပြဿနာကြောင့်ဘေးကင်းရေးကိုစိုးရိမ်ရလို့ဖြောပြပွဲတွေကိုပယ်ဖျက်ခဲ့ရပါ။နောက်တစ်နေ့မှာတော့သူတဲတဲ့ဟိုတယ်အပြင်ဘက်မှာဖြောပြတော့ပြည်သက်တွေကသူ့နာမည်ကိုအော်ဟစ်ပြီးတော့ဖုန်းတွေနဲ့တပ်ပုံဗီဒီယိုတွေရိုက်နေကြတဲ့အချိန်မှာရှက်ကီရာကလက်ဝှေ့ရမ်းပြီးတော့အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ ။စီစဉ်သူတွေကတော့ရက်သစ်တွေအများဆုံးကြင်ညာဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ်။ရှက်ခီရောကသူ့ရဲ့ဒီခီးစဉ်ဖျော်ပြပွဲကိုသူ့ရဲ့မွေးရက်မြေကနေစတင်ခဲ့တာဖြစ်ပါတယ်။ဖေဗူလာ20ရက်နေ့ကသူ့ရဲ့မွေးရက်မြေကိုလံဘီယာနိုင်ငံဘာရန်ကွီလာမြို့မှာပထမအဦးဆုံးအချိန်ဖြစ်တဲ့ဖျော်ပြခဲ့ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုအထူးရခဲ့တာပါ။ကျမရဲ့မိသားစုဆွေမျိုးတငယ်ချင်းတွေနဲ့ဒီမျိုးမှာဖျော်ပြရတာအထူးဝမ်းသာတယ်လို့သူကပြောပါရှင်။ ပြည်ထောင်နိုင်ငံပါရီမြို့တော်ကအထင်ကရလူပြရိုက်မှာတော့မလ၄ရက်နေ့ကတည်ခင်းတဲ့ညစာစားပွဲကို fashion moderary pop icon နဲ့ရုပ်ရှင်လောကအနေမဲ့ကြီးမင်းသမီးတွေတက်ရောက်တာတွေ့ရပါတယ်။ Grand Dinner Deluxe လို့ခေါ်တဲ့ဒီနှစ်စဉ်ရမငွေပွဲမှာတော့ဒီနှစ် Couture Fashion ပြပွဲစတင်ဖွင့်လှစ်တဲ့အထိမ်းအမှန်လေးဖြစ်ပြီးတော့ Paris Fashion သတင်းပတ်အစနဲ့လည်းအချိန်ကြိုက်ကျင်းပခဲ့ပါတယ်။ ီညစာစာပွဲကနေရတဲ့ရန်မုံငွေတွေကိုလူပြရတဲ့ပြန်လည်ပြုပြင်စီမံကိန်းတွေနဲ့ပညာရေးအစီအစဉ်တွေအသုံးပြုမှာဖြစ်တယ်လို့ဆိုပါရယ်။ Paris Fashion သတင်းဘက်ကတော့မလ17ရက်နေ့ထိကျင်းပတာဖြစ်ပြီးတော့ Chanel MS Louis Vuitton Saint Laurent တို့လိုမျိုးကမ္ဘာနာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ Wine Sandal လိုမျိုးတိတ်ပြီးနာမည်ကြီးတွေတာမဟုတ်တဲ့ Fashion တံဆိပ်တွေလည်းပါဝင်တာဖြစ်ပါရယ်။ကွာကျော် K-pop အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့တွေကထိုင်းမာလီ Lisa က တကူတော့ Dale Evan Alter Ego ကို February 28ရက်နေ့ကထုတ်လိုက်ပြီးတော့ FUTW တချင်တကူတော့ဒီဆိုဖျော်ဖြေထားတဲ့ဗီဒီယိုကိုလည်းပွဲထုတ်လိုက်ပါတယ်။အသက်28နှစ်ရှိပြီဖြစ်တဲ့ Lisa ကသူ့ရဲ့ Dale Evan ကပုံတွေကို Instagram လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပြီးတော့ဘေးမှာတော့ Alter Ego အခုတရဝင်ထွက်ပါပြီတဲ့။ဒီ album လေးနောက်ဆုံးထွက်လာတာရုံကုန်မရုံနိုင်ဘူး။အခုပြည့်တက်လက်ထဲရောက်သွားပြီဆိုတော့အယမ်းပြော်ပါတယ်။ ျမဒီ album လေးကိုချစ်တယ်လို့အားလုံးနဲ့ချစ်ပေးမယ်လို့မျှော်လင့်ပါတယ်လို့ရေးထားပါတယ်။ Alter Ego ဆိုတာတချင်း15ပုတ်ပါတဲ့ Day album ဖြစ်ပြီးတော့ထိတ်တန်းတချင်းတွေဖြစ်တဲ့ Rockstar နောက်ပြီးတော့အဆိုတော် Rosalia နဲ့ပေါင်းဆိုထားတဲ့ New Woman Moonlight Floor နဲ့ Doja Cat နဲ့ဆိုထားတဲ့ Bond တချင်းတွေပါပါတယ်။ဒီစားက2024 February လုံးကတော့ Loud ကိုဆိုတဲ့သူရဲ့ကိုပိုင်ဖြောက်ပြေးရေး agency ထောင်ခဲ့ပြီးတော့2024 April မှာ RCA Records တေးသံတွေနဲ့သူ့ရဲ့တကူတော့ဂီတလမ်းကြောင်းတွေပူပေါင်းမယ်လို့ကြေညာခဲ့တာပါ။သူ့ရဲ့ Black Pink အဖွဲ့ကတော့2016မှာစပြီးတော့ပွဲထွက်ခဲ့ပြီးတော့ကမ္ဘာမှာအအောင်မြင်ဆုံးမင်းကလေးအဖွဲ့တွေကတဖွဲ့ဖြစ်ပါတယ်။သူတို့၄ယောက်တွဲအဖွဲ့က February 19ရက်နေ့မှာတော့ The Black Pink 2025 Water ဆိုတဲ့သူရဲ့ဖြော်ပြရေးခီးစဉ်ကိုကြေညာပြီးတော့ဇူလိုင်လ9ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံဆိုးမျိုးတော်မှာစတင်မယ်လို့ပြောပါတယ်။ ဒီစားကမကြသေးခင်တုန်းကလည်းနာမည်ကြီးဇလန်တွေ The White Lotus ဆိုတဲ့ဇလန်တွေရဲ့တတိယရာသီမှာတရုတ်ဆောင်မှုပွဲဥရွက်ဖြစ်နေပါဝင်ခဲ့ပြီးတော့မလ2ရက်နေ့မှာကျင်းပတဲ့68ကြိမ်မြောက်အကယ်ဒမီစုပေးပွဲမှာလည်းဖြော်ပြခဲ့ပါတယ်ရှင်